ကိုရီးယားနိုင်ငံသားတဦးကမ္ဘောဒီးယားနိုင်ငံရှိကြားပြန့်များ၏လက်ထဲမှထွက်ပြေးလွတ်မြောက်လာပြီးလက်မပေါ်၌ကူညီရန်အော်ဟစ်တောင်းခံနေသည့်ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်ပေါ်တွင်ဖြန့်နှံ့လျက်ရှိပါသည်။ယင်းဗီဒီယိုဖိုင်ကိုကမ္ဘောဒီးယားနိုင်ငံသားတဦးကယမန်နှစ်အောက်တိုဘာ21ရက်နေ့ကတင်ထားတာဖြစ်ပါသည်။ဗီဒီယိုဖိုင်ထက်ကကိုရီးယားနိုင်ငံသားကယင်မောင်းတဦးကိုသူ့ရဲ့ညီကိုဘယ်ရောက်သွားမှမသိတော့တဲ့အတွက်ကူညီပေးဖို့နဲ့ကိုရီးယားတန်ယုံကိုပို့ပေးဖို့တောင်းဆိုခဲ့ကြောင်းသိရပါဗျ။ ရင်မောင်းကနီးစပ်ရာရဲကိုတွားပြောရန်ပြောကြားတဲ့အခါမှာတော့ကိုရီးယားနိုင်ငံသားကရဲကသူတို့နဲ့တပွဲတည်းပဲစိမ့်ထီးမယ်ငါကိုရီးယားတန်ရုံကိုပါတွားခြင်းလဲလို့ဖြန်လဲပြောကြားခဲ့ပါတယ်ရင်းချင်းတွေကိုကြည့်ချင်းအဖြစ်ရဲနဲ့ကြားပြန်လာပူးပေါင်းလောက်ကန်နေတာကိုသူသိရှိထားပုံပေါ်ကြောင်းမှတ်ချက်ပြုထားပါတယ်ရင်းနောက်ရင်မောင်းကသူ့ကိုရဲမလိတ်ခေါ်ပိမိအကြောင်းပြောဆိုတာတွင်လဲကိုရီးယားနိုင်ငံသားကကျေးဇူးပြုအပ်ကူညီပါ ငါနာမည်ကချင်းမြောင်ငါကိုရီးယားကလာတဲ့ငါအသက်က52နှစ်ဖြစ်ကြောင်းပြောဆိုကကိုရီးယားတန်ယုံကသာချိတ်ဆက်ပို့ဆောင်ပေးဖို့သာထပ်မံတောင်းဆိုခဲ့ပါတယ်ရင်မောင်းကဘာတွေဖြစ်တာလဲဆရာလို့မင်းမြန်းတဲ့အခါကိုရီးယားနိုင်ငံကငါကဒီကအလုပ်လုပ်တဲ့သူမဟုတ်ဘူးလို့ပြန်ဖြေခဲ့ပါတယ်ရင်ပြောဆိုမှုဟာသူဟာလိန်လေကုံကြားဖြတ်မဟုတ်ကြောင်းရည်ရွယ်ပြောဆိုတာဖြစ်နိုင်ကြောင်းတုံးသက်ထားပါတယ် ကမ္ဘောဒီးယားနိုင်ငံမှာလိင်လယ်လွယ်ပြားတဲ့ online လုပ်ငန်းတွေကြောင့်အာရှဒေတာကနိုင်ငံသားတွေဟာအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေရတာဖြစ်ပြီးယခုကိုရီးယားနိုင်ငံသားရဲ့အဖြစ်အထားလည်းလိင်လယ်ကုန်များရဲ့အန္တရာယ်ကိုပေါ်လွင်ကြတဲ့နောက်ဆုံးဖြစ်ရတဲ့သကုပ်ထုတ်ပါကြောင့်တင်ဆက်ပေးလိုက်ရပါတယ်